အားလုံးပဲမင်္ဂလာပါခင်ဗျာ Bookwave Audiobook Channel ရကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာကြီးတော်ရာဆွေရေးသားခဲ့တဲ့ဘဝထူထူစာအုပ်ထဲကချစ်သူချစ်တဲ့သူဆိုတဲ့ဝိသုဒ္ဓဝေဖြစ်ပါတယ်ခင်ဗျာကျွန်တော်စာမဖတ်ခင်မှာကျွန်တော်တို့ရဲ့ Channel ကို Like and Subscribe လုပ်ပေးဖို့နဲ့လိုအပ်ချက်တစုံတရာရှိလာခဲ့ရင်လည်း Comment မှာဝေဖန်ပေးဖို့မေတ္တာရက်ခံခြင်းပါတယ်ခင်ဗျာချစ်သူချစ်တဲ့သူ လွန်ခဲ့သောကြီးလန့်စာစားဝတ္ထုမှ ကျွန်တော်ဤမြင်းနံမဲကိုတတူးဟုပေးရကောင်းလားဆရာတတူးကိုအားနာစရာဟုမိတ်ဆွေတယောက်ကပြောလာသည်ဤစကားဖြစ်ပေါ်အံကို သူပြောမှကျွန်တော်သိတော်သည်ဘူလာစာရေးစဉ်ကမူလုံးဝတတိမရကြီးစိတ်ကူးရင်လုံးစားမဟုတ်ပဲကျွန်တော်ဤဘဝအတွေ့အကြုံထဲမှကောက်နှုတ်ဖော်ပြသည်ဖြစ်၍ရေးကိစ္စကိုမစင်းစားမိခြင်းဖြစ်ပါသည်စင်စစ်လဲကျွန်တော်မြင်းတတူးမှဆရာတတူးဤနာမည်မှာ တဆင့်လာကြောင်းဝေခံပါသည်စစ်မဖြစ်မီခက်ကပင်ဆရာတတိုးသည်ကျွန်တော်ကြိုက်သောစာရေးဆရာတယောက်ဖြစ်ခဲ့သည် အထူးသဖြင့်အမတ်ရသည်မှာတကုံမဂ္ဂဇင်းမှာထင်သည် ICS ဝိထုထိုခက်က ICSU ICS တမတ်ဖမ်းလို့သူများအားတယောထားသည်တငယ်ချင်းနှစ်ယောက်သည်လူလောက်ရှိသောမြောက်ကြီးအားအမွှေးများရိပ်၍ဘိုလိုဝစ်စင်က ICS တမတ်ဖမ်းလို့သောအိမ်တို့ခေါ်သွား၍ဒါသူတို့အကိုကြီး ဘီလက်က ICS အောင်ပြီးပြန်လာတာမကြသေးတင်းမောပေါ်မှာအေးအေးမိခဲ့တဲ့ဖြင့်အတန်ဝင်ကစကားမပြောနိုင်သေးကြောင်းဇလန်းစင်ထားသည်ငကိုဗီဇတက်ခံဖြင့်ဒီလိုတယောစာမျိုးတွေအင်မတန်ကြိုက်တော့ကျွန်တော်သည်ဤဝိထုတပုတ်သေးဖြင့် ICS နဲ့တတ်တိုးနာမည်ကိုဆွဲခဲ့သည်ယခုခေတ်တော့ဆရာတတ်တိုးသည်ဘာသာကြီးတာဖိပြန်နေတော့ဤကျွန်တော်သည်ဘယ်အခြေရောက်ရောက်ဘာပဲလုပ်နေရနေရစာပေစိတ်ကကိုမခွာတယ်မဟုတ်ဘူး၍ စိတ်ကြိုက်တွေ့သောကိုမြင့်ကလေးကိုနာမည်ပေးရန်စဉ်းစားသောအခါ၌ကိုစိတ်ကြိုက်ဖြစ်သောတက်တိုးကိုတတိယခြင်းဖြစ်ပေတော့သည်ယခုအခါ၌ကျွန်တော်ကို၌ပင်လင်ခွေးတော်သာဆွေကြောင်တော်သာဆွေမော်တော်ကားတော်သာဆွေများဖြစ်ရသည်ကိုကြားသိတွေ့မြင်ရပါ၏ဤကားလူတို့ဤခင်မင်နှစ်သက်မှုအရာ အမတ်တရားပြုတတ်ကြခြင်းများဖြစ်ပေသည်ယခုကျွန်တော်ဖော်ပြမိချစ်သူချစ်တဲ့သူဝတ္ထုလဲထိုအကြောင်းအရာနဲ့တက်ဆိုင်နေသည် ရခင်ကြီးလန့်စာသာဝတ္ထုမှအဆက်ကျွန်တော်ဘဝတစ်ခွေဤမှတ်ချက်ကလေးသာဖြစ်ပါသည်နောက်နောက်ဝဲနိပွန်စစ်တပ်များဗမာပြည်မှမထွက်မခွာမချင်း6လတခါ4လတခါ3လတခါစသည်တို့ဖြင့်သူတို့အတုံးလိုလျင်လိုတလိုရန်ကုန်ရှိမြင်းများကိုစင့်ခေါ်ရွေးချယ်တင်းယူနေကြသောမြင်းလယ်သမားတို့ဤကြီးလန့်စာသာတမရ၌တူတူငါငါတစိမ့်သူများလောက်ကြသည်မှာအစမ်းမဟုတ်တော့တော့လေပထမဦးဆုံးအကြိမ် ကိုကျင်စိန်တီထွင်လိုက်ဒီကူကညီသူမြမရိပ်မိကြပဲကျွန်တော်မြင်တတ်တူးကိုမြင်လေသမားတွေအံ့ဩကြလေသည်ဟေးမင်းမြင်ကြီးမသိမ့်ဘူးဟဲ့မင်းဘယ်နဲ့လှုပ်ပြီးပြလို့လဲကျွန်တော်မြင်းကိုခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်အောင်လှုပ်ပြီးပြလို့ဗောဗျဘယ်လိုလှုပ်တလဲကွတို့များနီးอยู่ရာဤနေရာတွင်ကိုကျင်စိန်ကိုလည်းဂုံတင်ရာရောက်အောင် ကျွန်တော်လည်းဝင်းနီးလွတ်လျောင် ဆရာကိုကျင်စိန်လုတ်ပေးတာပဲခင်ဗျာသူ့မေးရင်းအခိုက်တန့်မှာရန်ကုန်တွင်ယထာသမားလက်ထဲမှာမြင်းလေးပုံတပုံမျှရောသွားလီယာမြင်းစေးချက်ချင်းတက်လီသည် အချို့တောနယ်ဆင်းပြေးကြသည်အချို့ကရန်ကုန်ရှိမြင်းထဲမှာကြိုက်စေးပေးဝယ်ကြသည် အထူးသဖြင့်ဂျပန်မတိန်တစိတ်ရိုက်မြင်းကဈေးပိုကောင်းလီယာတက်တိုးကိုရခင်က1400ပေးနေသူသည်1500လာပေး၏ကိုကျင်စိန်ကိုတိုင်ပင်ကြည့်တော့ 1600ပြီရောင်းလိုက်กว่าမင်းမြင့်ဟာစိတ်ချရတာမဟုတ်ဘူးနောက်နောက်လဲတေးအောင်ပါပဲလို့ကြားတယ်ကျွန်တော်မြင်းကိုလာဝယ်ကြသူများပါကျွန်တော်လောက်မြင်းလဲသမားဘဝတွင်လူရည်မလဲတော့တယုတ်ကပြားများဖြစ်၍ငွေလဲဖော၍ကျွန်တော်တောင်းဆေးကိုပေးဝယ်ကြလေသည်မတန်တဆဈေးကြီးဟုစုနိုင်သည်သူတို့သည်ကျွန်တော်လောက်မြအောက်တက်မကြီးချပါဘူးစံချောင်းရက်ရှောလန်းတွင်ခြံပိုင်တိုက်ပိုင်နေဖြစ်၍ ရှေးအင်္ဂလိပ်ခေတ်ကမော်တော်ကားစီးခဲ့ကြသူများယခုဂျပန်ခေတ်တွင် မြင်းလဲထောင်ခြင်းဖြင့်ယင်းဤစားတော့ကြလျက်ယခင်ကမော်တော်ကားယုံသည်ယခုမြင်းဆောင်ယခင်ကအိန်ဒိုဘာကားဒရိုက်ဘာသည်မြင်းလဲမောင်းတမအဖြစ်အမှုတော်ထမ်းနေရပေသည်သူတို့ခမညာတနာပါသည်ကျွန်တော်လာမလဲဝဲရှာနောက်တခါမြင်းသိမ်းသောအခါ၌တက်တိုးကိုတွားပြမိ၍ပါသွားလေသည်သူတို့လက်ထဲနှလားမြမောင်းလိုက်ရရှာသည် ကျွန်တော်ကဂျပန်ကိုမြင်ပြခြင်းသည်အောင်ပုတကောင်သာပထမဆုံးနှင့်နောက်ဆုံးအကြိမ်ဖြစ်၏။နောက်နောက်မှာကိုယ့်လက်ထဲဘလို့မြင်မဲရှိရှိတွားမပြခြင်း။အကြောင်းမူဂျပန်သည်ရေရာသည်မဟုတ်ချေ။သူတို့စီရေနှိမ့်လာလေလေဝင်တင်မြင်လိုလာလေလေဖြစ်ရာတောက်ပေတိုင်းချင်းမပြုတော့ဘဲသူတို့မျက်စိကြိုက်ရင်တင်းလိုက်သည်သာ။ပထမဆုံးအကြိမ်ကလှုပ်လိုက်သောအောင်ပုကလေးကိုပင်တတိယအကြိမ်၌တင်းယူလိုက်လေသည်။ကျွန်တော်လက်ထဲကတော့မဟုတ်ချေ။ ျွန်တော်ဒီထိုအချိန်၌လူရည်လေဖြစ်ချေပြီမြင်းလဲမောင်းသမားတက်တက်ထက်ငင်းဖလေသမားဖြစ်နေချေပြီတက်တူးကိုရောင်ပြီးကလေးကရိုးရိုးမောင်းစားနေသည့်ထက်ငင်းဖလေနေတာကပိုအကျိုးရှိကြောင်းသိလာ၍ကိုယ့်လက်ထဲကမြင်းကိုကြိုက်စေးရကရောင်းလိုက်သည်သာ နောက်ပြီးတဖန်ပြန်ဝဲဤမြင်းဝယ်ရံမှာရန်ကုန်ထက်ဈေးသက်သာသောအရက်တို့တွားရဤမော်ပြီးတရချောင်းတိုက်ကြီးဘကိုတနက်ပင်တို့သည် ကျွန်တော်တို့ကျင်လည်ရာများဖြစ်ခဲ့၏ကိုလက်ထဲမြင်းရှိပါကကြိုက်စည်းမရမီမောင်းစားနေ၍နေစဉ်ဝင်ဝေရသည်အချင်းအခါသမီးကလည်းဘာပစ္စည်းမဆိုအမြဲဈေးတက်နေ၍ကိုလက်ထဲကြာလေအချိုးများလေသာဖြစ်ခဲ့သည်ဤအတွင်တစ်ချက်တစ်ချက်တက်ရှူကြရသည်ကဂျပန်မြင်းသိန်းစစ်မိန်ကြီးပင်ဖြစ်လေသည်ထိုခါ၌ကျွန်တော်နှင့်ရင်းနှီးရာအပေါင်းပါသူစုသည်ရန်ကုန်မြို့တွင်မနေမြင်းနေလဲတွင်မောင်းနေကအရက်တပားတို့ပြေးကြလေ၏ ကျွန်တော်ဝတ္ထုများတွင်ထဲထဲရေးလေရှိသောမော်ဘီနေလှပဓာရွာကလေးသည်ကျွန်တော်ဤစတဲချရာဌာနဖြစ်လေသည်ဘယ်နှင့်မြင်းတွင်တိမ်အောင်မတဲ့ဟေးဆိုသောအတန်ထွက်လာလျင် ထိုနှင့်မတိုင်မီလက်ကြလေ၏ကိစ္စအင်းငင်၍၄၅ရက်ကြာသောအခါပြန်လာပြီးဂျပန်ရဲ့မသိန်းတစိမ့်သူကိုအတင်းလုံနေပြီဖြစ်သောကိုကျင်စိန်ထံမှရိုက်နှိပ်လိုက်ကြလေ၏ဂျပန်ဤတစိမ့်မှာတမျိုးလည်းမဟုတ်ချေတခါကိုတပုံစံပြောင်း၏လာဂျန် ဆက်ဝိုင်းအသွင်းကကြက်ချေကပ်ကျဲပွင့်စသည်ဖြင့်ကျွန်တော်တို့မှာ အပေါင်းအသင်းတောင်း၍တွားရလာရတပြောတပားကြီးပင်ဖြစ်လေသည်လှပဒားကရွာကန်လူများမှာဥလေးထွန်းရင်နဲ့ကိုတင်အေးသူတို့သည်မျိုးရိုးအဖျင်လေသမားများဖြစ်ကြတော်လဲဂျပန်ခေတ်၌လဲလုတ်တီထက်ဝေရရွှင်သောငင်းလဲအခြေအနေကောင်းနှင့်ရန်ကုန်သို့လာ၍ကျွန်တော်တို့နှင့်အတူမောင်းကြား၍လူချင်းခင်ပင်ရင်းနှီးကြ၏ ရန်ကုန်ကကျွန်တော်တို့လူစုမှာကိုမောင်ခင်ကြောက်တွေးသမားဘဝမှာမြင်းလဲတို့ပြောင်းလဲခဲ့ရာယခုတိုင်မြင်းလဲကိုလှဂျပန်ခေတ်ကပင်တည်လီပြီကိုမြတ်တာမြင်းလဲပိုင်မရှိကျွန်တော်ဤဒရိုင်ဘာ1950ခုနှစ်ကသူ့ကိုယ်သူတက်တည်သည်အော်ကိုမြတ်တာရှားမရှားသောကိုမြတ်တာဤလူအကြောင်းကိုကျွန်တော်စာတပုတ်ဖွဲ့လို့သည်ကျွန်တော်တတ်တတ်တာတွင် အခုအထိဤမြပြင်းသောဖြင်းသောလူကိုမတွေ့ရသေးကြသူကိုယ်သူတက်တည်သည့်အထိပြင်းလာဖြင်းလာပြီသည်သူကိုကျွန်တော်သိသောအခါငင်းလဲမောင်းတမအဖြစ်ထို့သောတစုံတယောက်ဤထားဝစဉ်ဒရိုင်ဘာမဟုတ်ဘဲအစဉ်တင့်ဟာခိတခဏမောင်းရခြင်းဖြစ်သည် မောင်းကမှာရသမျှကြည်ပေးခြင်းသာဖြစ်၏စင်စစ်ငင်းလဲဒရိုင်ဘာမှာဤသို့မဟုတ်ချေရသမျှဤလေးပုံတစ်ပုံယူရသည်ဤဒရိုင်ဘာဤတာဝန်မှာ လဲတဲ့မောင်းရယုံနေမဟုတ်ပဲမြင်းချီတင်းရခြင်းမြင်းစာကျွေးရခြင်းမြင်းရီချိုးပေးရခြင်းလမ်းဆွဲလျှောက်ရခြင်းစသည်ဖြင့်မြင်းဤကျမ်းမာရေးကိုပါ ပြုစုရပေသည်ကိုမြတ်တာကမြင်းလဲပေါ်ထိုင်မောင်းခြင်းမှတပါကြံသောအရာများကိုမပြုလိုကြည်သူ့ကိုဒရိုင်ဘာအဖြစ်နဲ့ခန့်ထားအံ့သူ့တွင်တာမယားနဲ့သူ့အိမ်တူနေသည်ဖြစ်၍မြင်းလဲပိုင်ရှင်သည်သူ့ကိုလိုက်ရှာပြီးခေါ်နေရသောအလုပ်ကြီးတစ်ခုပြုရ၏ သူကတော့အချိန်မှန်မှန်ဘယ်တော့မှလာမည်မဟုတ်ချေထို့ကြောင့်သူ့ကိုမြည်သူမျှဒရိုင်ဘာမခန့်အပ်ခြင်းဖြစ်၏ဒါနဲ့ကျွန်တော်ကတော့အဘဲကြောင့်ခန့်အပ်တည်းသူတွင်ကျွန်တော်နှစ်သက်သောအရာနှစ်ခုရှိ၏တဲ့တတ်တည်ကောင်းသည်ရရဲနှစ်ရဲရှိသည်လက်လျင်သည်အထိုးအသက်ကျင်လေသည်နှစ်စာဖတ်သည်နံပါတ်၁ကို ကျွန်တော်အဘဲကြောင့်လိုပါသည်နီးကျွန်တော်တို့မြင်းလဲသမားအလုပ်သည် တယောက်နဲ့တယောက်ဘိုးကြချင်းညက်ပတ်ချင်းညှင်းပန်းစော်ကားချင်းများပြုလုပ်တတ်ကြသေးသည်ဤအရာမျိုးတွင် ကျွန်တော်ဤဗီဇာတက်သည့်ကအောက်ကြမခံလို့သို့တော့ဤအချိန်၌အသက်20မြတာရှိသေးသောကျွန်တော်ចောင်းသားဘဝမှာသူတို့လိုလူချမ်းကြီးများနဲ့ဖက်မပြိုင်နိုင်ပါထို့ကြောင့်ကိုမြတ်တာကိုယ်သာအောက်ကိုရသည်သူစီမှမိုက်တွေးမိုက်စိတ်ကိုကူးယူရသည်ကိုမြတ်တာသည်ရှေးအင်္ဂလိပ်ခေတ်ကပင်ဘတ်စကားပိုင်ရှင်တယောက်ကသူ့ကားများစောင့်ထိန်ရန် လူမိုက်စပရာဖြစ်နေတောရွာမှာခေါ်ယူထားရသူဖြစ်သည်နံပါတ်1ကိုကျွန်တော်လူတီကကျွန်တော်မြင်းလဲသမားဘဝ၌ပင် အချိန်ယူပြီးစာရေးလေးရှိ၏ထိုချိန်၌စာရေးပြီးဘဲမှပို့เสียလည်းမရှိ၍သူ့ကိုပဲဖက်ခမ်းရ၏သူကနှိမ့်နှိမ့်ချက်ချက်ဖက်ပြီး ကောင်းသည်ဟုချီးမွမ်းတတ်၏ကျွန်တော်မှာ ကိုတန်းရောက်ခရဲကကြပြာရေးစာရေးဝါဒနာဆွဲခဲ့သည်ကျွန်တော်ရေးသားဒီမှာစာနယ်ဇင်းများကိုပို့၍ပုံနှိပ်ပါရန်မဟုတ်မှုပဲ ကိုဟာကိုရေးကိုဟာကိုဖက်ပြီးကျေနပ်နေသောအရာသာဖြစ်၏ထို့ပြင်အပေါင်းအသင်းများအားချော့မော်ပြီးဖက်ခိုင်းကသူတို့၏ချီးမွမ်းခြင်းကိုခံယူလို၏ចောင်းသားဘဝလုံးကမူကိုရေးတဲ့စာကိုဟာကိုကျေနပ်ပြီးသူများဖက်ခိုင်းရန်မတကာတငယ်ချင်းများအားလက်ဖက်ရည်တိုက်ရယုံသာရှိသည်မြင်းလဲသမားဘဝ၌ကျွန်တော်စာဖက်မိသူမရှိမြင်းလဲသမားလည်း၌စာဖက်ခြင်းသူကိုမြတ်တာတရားအားဆွရွတ်တွေ့ရသည်မှာ ကျွန်တော်ကံကောင်းလာသည်ဟုဆိုခြင်းသည်ကိုမြတ်သားသည် ကျွန်တော်မျက်နှာလိုမျက်နှာရဖတ်သည်မဟုတ် သူကို၌ကစာဖတ်ဝါသနာပါ၏ကျွန်တော်သည်ဂျပန်ခေတ်ကရသမြစာအုပ်တွေရှာဖတ်၏သူကိုပေး၏သူသည်စာအုပ်နှင့်တွေ့လျင်ဘာမှမလုပ်ခြင်းအိယာကမထတော့ခြင်းဒါမျိုးကိုကျွန်တော်ကခွင့်လွတ်၏ပြန်တွေးလိုက်ရင်ရည်စရာပဲကိုမြတ်သားနဲ့ကျွန်တော်သည်အိမ်တလုံးကိုဆက်တူဆောက်ကနှစ်ယောက်အတူနေဘူးခဲ့သည ထိုအခါ၌ကျွန်တော်ရေးတော့စာကိုတူဖတ်နေတော့အချိန်များတွင်ငင်းချီကျုံငင်းစာကျွေးစသည့်ကိစ္စများကိုပင် သူအာမခန်းရရုံမကပဲသူ့ကိုယ်တွင်နားနေတော့ချင်းရင်များကိုပင် ကျွန်တော်ကမောင်းပေးလိုပါသေးသည် ကျွန်တော်သည်ငင်းဆောင်ဤလှုပ်เสียရှိသည်ကို သူမသိအောင်ပင်လှုပ်ပြလိုက်ပါသည်ကျွန်တော်သည်ကိုမြတ်တာအားဆရာပီမိုးနှင့်ရေးတော့အရင်မဆိုင်လှေထိုးလိုက်ကိုဒူးကိုချွန်တားကုံကြီးသမီးကုံကြီးစာရီစာအုပ်များကိုပေးပါသည် သူကကြကြနာနာဖက်ပါသည်ထို့သောကိုမြတ်တာဤလူပြင်းလူပြင်းဘဝကဘယ်တော့မှမပြောင်းလဲစေသူသည် စာကိုဖက်ယုံနာဖက်၍လိုက်နာကျင့်သုံးသူမဟုတ်ချေကိုမြတ်တာ၌ထူးခြားသောတတ်သိရှိသည် အလုတ်ကိုကြိုးကြိုးပန်းပန်းမလှုပ်ထမင်းစားစရာမရှိအငတ်ခံမည်ရေတောက်ပိုင်းပေါက်နေမည်ဆိုသည်ဤစကားအတိုင်းပဲသူ့အိမ်၌ဆံမရှိ၍ထမင်းမစားဘဲအိပ်ရာလဲကြောပြောင်ကြီးနှင့်ဝန်းရမောက်၍နေသည်များကိုကျွန်တော်အချိန်ချင်းတွေ့ဘူးပါသည် သူ့တွင်မယားနှင့်ကလေးနှစ်ယောက်ရှိသည်သူ့မယားမတင်းကလည်းသူ့လိုပဲပြင်းလာပြင်းလာသည်လင်ကအတုံးမကြ၍မယားကတစ်ဖက်တစ်လမ်းဆွမ်းမလားမအောင်မိပါနဲ့သမင်းဟင်ချက်စားတတ်သည်မှတပါအခြားဘာမှမတတ်ချေလင်ကိုလည်းကြောက်လာ၏လင်ကပေးမှဝဲချမ်းချက်ပြုတ်၍လင်ကမပေးရင်ဘာမှမပြောဘဲလင်နဲ့အတူပင်ဘိုက်မှောက်အငတ်ခံလေသည်ကလေးများကနဘေးအိမ်တွေကခေါ်၍ကျွေးမွေးကြသည်လင်မယားလည်း ခေါ်ကြွေးရင်သွားစားသည် မကြွေးရင်ကဘာမှညင်းညူတန်စူပူတန်မကြရပဲလေမယားနှစ်ယောက်သားအင်းငင်းစွာပင်အိယာတဲ့ဝင်ခွေနေကြ၏တွဲလေတွဲမိတဲ့လေမယားပါပဲနောက်ဆုံးနိုင်ကမနေနိုင်သောအိမ်ကြီးချင်းများကမယားနှင့်ကလေးတွေတနား၍ဘယ်တော့မှပြန်မရသောစံချေးချင်းဖြင့်သူတို့၏ဘိုက်မောက်ပြတနာကိုဖြေရှင်းပေးရသည်သာဖြစ်၏ကိုမြတ်သာကျွန်တော်နှင့်တွဲမိသည်နှင့်နောက်ပိုင်း၌က သူတို့အငတ်ပြဒနာမပေါ်ပေါက်တော့ပြီ1946ခုနှစ်ကျွန်တော်မြင်းလဲအလုပ်ဖြုတ်၍သူနှင့်ခွဲခွာသောအခါတွင် သူမှာမြင်းတကောင်စာအရင်းအနှီးကျန်ခဲ့သည်ဂျပန်အပြေး1945ခုနှစ်မတ်လနှင့်အေပီလကြားရန်ကုန်မြို့မင်းမဲ့တိုင်းပြည်ဖြစ်ချိန်၌ဟုံးလန်းရှိဂျပန်ဆောက်လုပ်ရေးအဖွဲ့ပိုင်းတစ်တွေကိုကျွန်တော်မြင်းလဲနှင့်တိုက်ခါကိုမြတ်တာဤတဲဘုတ်ကိုဖျက်၍သူ့နေရာတွင် တစ်သားအိမ်ဆောင်နေစဉ်ကကျွန်တော်တို့နှစ်ယောက်ဆက်တူပိုင်းဟုစကားရှိခဲ့သည့်အတိုင်းကျွန်တော်ရန်ကုန်မှထွက်ခွာတော့မည်ဟုထိုအိမ်ရောက်တော့အင်္ဂလိပ်ငွေ150ရသဖြင့်သူ့ကို450ကျပ်ပေးခဲ့သည်ဤငွေသည်ငင်းတကောင်ကောင်းကောင်းကြီးရနိုင်သဖြင့်ကိုမြတ်တာအားတိုးပွားအောင်အတက်မွေးပွားကြောင်ပြုပေတော့ဟုမှားကြခဲ့၏ထို့နောက်ကျွန်တော်သည်ပေါင်းတီနှင့်မန္တလေးစံကုန်ကူးနေခဲ့၍တကြိမ်သောအခါ၌ကျွန်တော်မန္တလေးမှအပြန်ရန်ကုန်ဝင်ခဲ့သည့်၌ ိုမြတ်တာတည်င်းကိုကြားရသည်ကိုချင်းဆွေပြောခဲ့တဲ့အတိုင်းသူမြင်းတကောင်ဝဲပါတယ်ဒါပေမဲ့မြင်းရတဲ့နေ့ကစပြီးတထေးစိတ်ပေါက်ပြီးသူကိုယ်တိုင်မမောင်းဘူးမြင်းချီသိမ့်မှုကအစသူစင်းရင်းကားတယောက်ကားတယ်သူကရတဲ့ပတ်စံနဲ့စတိုင်ကြကြစားတယ်တောက်တယ်ကိုမြတ်တာဒီအရက်လဲအမတန်ကြိုက်လာခြင်းဤနောက်ဆုံးတော့ငွေကလေးလက်ထဲနည်းနည်းကင်မိတာနဲ့ဖဲရိုက်ပစ်လိုက်တာအဲ့ဒီမြင်းကလေးပါပြုတ်ကျော် သူ့လက်ထဲ3လလောက်ပဲခံလိုက်ပါတယ်။အခုတော့ရန်ကုန်မှာစားစရာမရှိဖြစ်ပြီးသူ့မယားရွာဆိုလားသူ့ရွာဆိုလားတောပြန်ပြေးလေရဲ့။1948ခုနှစ်ကျွန်တော်စားရေးစရာဖြစ်ပြီးရန်ကုန်ပြန်လဲဆိုက်ရောက်တော့အခါ၌ကိုမြတ်တာအားသူ့များမြင်လဲမောင်းနေဒီကိုတွေ့ရပြန်သည်။သူ့သားမယားအကြောင်းမေးကြည့်တော့အခါ၌မယားမတဲနဲ့သားငယ်ကလေးမောင်များစိန်ဆုံး၍သားအကြီးဆုံးမောင်ဆန်သိန်းအားဝေးစားမိသူကိုပေးခဲ့ပြီး ူတကူရီတကားရပဲရန်ကုန်ပြန်လာခဲ့ကြောင်းဤနောက်ပိုင်းကိုမြတ်တာနဲ့ကျွန်တော်ဒီလူချင်းအလုတ်ချင်းကြွားချပြီလဲမကြာခဏကျွန်တော်နဲ့တွေ့၍စာအုပ်များတောင်းဖတ်သည်ကျွန်တော်ဝတ္ထုများတွင်ဘယ်အပုတ်ကဘယ်ကြောင်းကိုသူဘယ်တုန်းကဖတ်ရကြောင်းပြောပြသည်ကျွန်တော်ဝတ္ထုများမှာမြင်းလဲသမားဘွားကရေးခဲ့သောအကြောင်းအရာများကို အစဉ်အသင့်တလို့ထည့်သုံးတတ်သည်ကိုမြတ်တာကိုလူချင်းခင်မင်ရင်းနှီးဆွဲရှိ၍ကျွန်တော်အလုတ်နဲ့နှီးဆက်အောင်သူအား စာစီစာရိုက်တင်ပါလားဟုကျွန်တော်တက်တီဘက်ကသူ့ကိုညွှန်ပြသည်တိုးတော့ကိုမြတ်တာသည်အင်မတန်ပြင်းထန်ဖြစ်သည့်အတိုင်းဒီလောက်ပင်ပန်းသောအလုပ်ကိုမလုပ်လို့ဟုညင်းဆိုသည်ညင်းလဲထောင်ပေးရန်သာပူဇာသည်ကျွန်တော်ကဒီတရိတ်ဆန်နဲ့လှုပ်ရတဲ့အလုပ်ကိုတော်ပါပြီဗျာယခုခြေရတာပင်ရင်နဲ့လာဤ1952ခုနှစ်ကျွန်တော်အထက်ဗမာပြည်သို့ခရီးထွက်ပြီးပြန်လာသောအခါတွင်ကိုမြတ်တာသူ့ကိုယ်သူတက်တည်လိုက်ပြီဖြစ်ကြောင်း ကြားရသည်အเจ้าကတော့ဤမြပြင်းသူဖြင်းသူကိုတငယ်ချင်းရဲ့လို့အိမ်လက်ခံထားရပြီးသူ့အာမြင်းလဲမောင်းခိုင်းရတွင်အစအစအရာရာပေါ့ယော့ယုံသာမကပဲသူ့ချိုရွမှုကြောင့်မြင်းလဲကျိုး၍မြင်းလဲထံရရသည်၌ပိုင်ရှင်ကသူ့ကိုတော်တော်ပဲတောက်တီးညီတွန်လိုက်သည်ဆို၏ဒါကိုဝါမရှိပဲဝိလုကမာနာကြီးတော်ကိုမြတ်တာကမဟာအဆက်တော်ရပြီးသူ့ကိုယ်သူအဆုံးစီရင်လိုက်သည်ကျွန်တော်တစက်ကလေးမျှဝမ်းမနေပါ အင်းလူပြင်းလူဖြင်းတို့ရဲ့ထွက်ရလမ်းပဲဟူ၍သာပတ်ချက်ချလိုက်ပါ၏ကဲစန့်ကြံပတ်စန္ဒမူနာယူထိုက်သူ၏အကြောင်းကိုဖော်ပြပြီးနောက်ကျွန်တော်ဤကြီးလန့်စာစားဘဝကတကွက်တော့အချစ်ဆန်လန်းကလေးကိုရေးသားပြရစီ1945ခုနှစ်စန်းစဂျပန်ပြည်ရခံပြီးနောက်ဆုံးအကြိမ်မြင်းလဲသိမ်းအမိန်တော်ကြီးကြောင့်ကျွန်တော်ဤချစ်လှစွာသောမြင်းမလှလှကြည်သည်လှပဒားရွာတွင်ဦးလေးထွန်းရင်ဤအိမ်နောက်ဖေးမပြောပင်တွင်အကြား၌ သုံးလုံးလဲ၍တေဝဲဝင်ရရှာသည်အဖြစ်ကစိုးသည်ဤအကျဉ်းငင်းသိမ့်အမိန်သည်ခါတိုင်းလိုသုံးရက်လောက်ကကြုံမထွက်နတ်ဖြန်နနက်ပြရမှာကိုယနေ့ညနေမှကြားသိရသည်ကျွန်တော်သိရတော့ည၈နာရီကျော်နေပြီထိုနေ့၁၂နာရီမိုးတဲ့ကံကိုငင်းလဲထွက်သွားရာကအော်ရာကောင်းရသဖြင့်အိမ်ပြန်ညနေ၏ငင်းမကိုလည်းမောင်းချိန်ရောခိုင်းအားပါပူသွားသည်တရက်သေးနေ့ွတ်နှစ်ရက်စာရလိုက်သည်ဖြစ်၍ ကျွန်တော်ဤချစ်လာစွာသောလှလှကြီးကို နောက်တနေ့နေအားပေးမည်ဟုစိတ်ကူးရင်ရှိခဲ့သည်ထို့သောမတက်တာပြီတကောင်လွဲ၂နာရီခန့်ကလှဲတက်၍မိုးမလင်းမီရန်ကုန်မြို့ပင်သို့ရောက်အောင်မောင်းခဲ့သည်လှလှကြီးသည်ငင်းမကောင်းဖြစ်၍ညီမျှပင်ပန်းစေကာမူခြေမကြဒါကိုကျွန်တော်ကငါမြင်းမဘာမှမဖြစ်ပါဘူးဟု အချားမြင်းလင်းသမားဤသူခိတမျှအနားယူခြင်းပြုပြီးမော်ဘီတို့မုံမတက်မီရောက်အောင်မောင်းခဲ့သည် မြင်းလဲဤခိုင်းအားကိုဖောပြထားရဦးမည်မြင်းနှကောင်ကိုနေတဝတ်တာခိုင်းရဤမနက်မြင်းကိုနနက်6နာရီထွက်လျင်မိုးမတက်မီပြန်ဖြုတ်နေမြင်းကိုနေခဲတနာရီလောက်ထွက်လျင်နေဝင်ချိန်ပြန်ရဤယနေ့နေခဲမောင်းထားသောမြင်းကိုလည်းလက်ဖြန်နနက်ထွားပေါင်းခြင်းမပြုရကြီသူ့ကိုပြေးဆုံးသောနားချိန်ပေးရဤယခုလှလှကြီးမှာမနေ့ကမိုးတဲလောက်ထွက်ည7နာရီလောက်မှအိမ်ပြန်ရောက်ပြီးတပန်းတကောင်လွဲ2နာရီပြန်တက်တည်ဆိုတော့ အင်မတန်တရားလွန်နေပါသည်။နိုဘီမောင်းရတာကလည်းခရီးရှည်။မော်ဘီမကလှပသားရွာဆိုတော့နှစ်မိုင်ခွဲလောက်ပူနေသေးသည်။ထို့ကြောင့်လှလှကြီးခြေကုံလက်ပန်းကြကအပူရှက်ပြီးတေပွဲဝင်ရခြင်းဖြစ်၏။လမ်းမှာမလဲပဲလူရရောက်မှဖြစ်ရသည်ပင်တော်သေး၏။လှလှကြီးသည်ရခင်ကလည်းဤနီးဖြင့်ဤရွာရောက်ခဲ့ဘူး၍သူ့စိတ်ထဲမှာဘယ်သွားနေသည်ဟုတီးပြီးမရောက်မချင်းစိတ်တင်းထားဟန်သူပါ၏။ အတိညာနဲ့တတိရှိသည်ကိုကျွန်တော်ယုံသည်လှလှကြည်သည်တတိုးလောက်ခြေမိုက်ခြေစွာမရှိတော့လဲတောက်အလျားပူကောင်းပြီးခေါင်းထောင်လဲမော့လှပကြော်ရှင်း၏တွားပုံလာပုံအင်္ဂရေရ၍ချက်တည်ရရှိ၏အမွေးအရောင်မှာပေါင်းဝတ်စိမ့်ဖြစ်၍ဆိုပြေတော့ပါ၏ဤအချိန်၌ကျွန်တော်လက်ထဲတွင်ဤမြင်းမတကောင်သာရှိရာဒါဖြင့်အသက်မွေးရသူဤဘဝဇလန်းတတော်မှာရင်အောင်เสียဖြစ်ပေ၏ထို့ပြင် လှလှကြည်မြည်သောဤညင်းမကလေးဤနာမည်လေးကျွန်တော်ရည်စာပြောက်လို့ရတွေ့ရရင်လဲပြောကြပါမှတ်မိတာလဲအတိအချာပါဇက်မှာသွားလဲပါဤတချင်းတစ်ပုံလုံးကိုကျွန်တော်ဒါပဲရလိုက်ဤသူ့မူရင်းအားလုံးမှာတော့ထိုမင်းကလေးတွင်ညလုံးနှလုံးနရွက်နှစ်ခုလဲပါချောင်းတို့ကိုဖွဲ့ဆိုထား၏တေးတော်ရွှင်၍ဟာတာကုံမြောက်ကဒူရာဤနှလုံးကိုပြုံးရွှင်စေ၏ ပါဇက်မှာတွားလဲပါဆိုလိုက်တော့အခါ၌တွားကျိုးနေတော့အဖွားကြီးတယောက်ကပင်ဟဲ့ဒီလိုဆိုတော့ငါမဟုတ်ဘူးပေါ့ဟဲ့ဟုပြက်လုံးထုတ်လိုက်ဤဂျပန်ခေတ်1944ခုနှစ်ဆီယာမဒေါ်ရွှေကြီး BABEDE ခလေးကင်မွတ်တပ်ပွဲတွင်စံကြောင်တီဝိုင်းအဖွဲ့ကဧကန်တော်တချင်းဖြစ်သည်ဆီယာမဒေါ်ရွှေကြီးဤတပည့်ဟောင်းများလာကြလျာထိုတချင်းတန်ကွန်မြူနီစင်ဝင်ရုပ်ရည်ချောမော၍အထူးသဖြင့် သွားများလှသောမိမပြူတယောက်ကို တွေ့ရသည် ထို့ကြောင့်ပါဇက်မှာသွားလဲပါဆိုသောအပိုက်ကိုကျွန်တော်ကောင်းကောင်းကြီးမှတ်မိနေခြင်းဖြစ်သည်ထိုဧကံပွဲတွင်ကျွန်တော်အားဤသူမြဂါရီဝါလာငင်းလဲသမားလေးဟုမတိကြတွေးထင်နိုင်ကြမည်မဟုတ်ချေចောင်းသားဘွားကလက်ကြံဘန်ကောက်လုံးကြီးကလေးနဲ့ပိုးအပေါ်ဖုံးအင်းကြီးအနက်ကလေးကိုဝတ်ထားသည်အသက်အရွယ်ငယ်ငယ်နဲ့နုနယ်လုံးပဲဖြစ်သည်ရင်းဧကံပွဲတွင်ဤမင်းကလေးနဲ့ကျွန်တော်ညံမှန်းတမ်းမိကြပြီးနောက် အကြမီတူကလေးအားငင်းလဲတစည်းပေါ်တွင်နောက်ပိုင်းခြေတွဲလွဲလေးခြားစည်းသွားသည်ကိုမြင်ရ၍ကျွန်တော်မြင်လဲနှင့်အမြန်မောင်းနေလိုက်ကလှဲချင်းကပ်မိသည်၌ကျွန်တော်ကကျွန်တော်ရီစာပြောက်လို့ရှာ တွေ့ကြရင်လဲပြောကြပါမှတ်မိတာလဲအသေးအချာဗစက်မှာသွားလဲပါဟူသောအပိုက်ကလေးကိုစိုးလိုက်တော့အခါတူကလေးသည်ကျွန်တော်ကိုချက်ချင်းမှတ်မိတော့အမူအရာဖြင့်လှပတော်သွားကလေးများကိုထပ်၍ပြုံးလိုက်ပါသည် ထို့နောက် ဆရာမဒေါ်ကြည်ရွှေနဲ့ကျွန်တော်တွေ့တော့အခါတွင်ဟေးမောင်ကျင်းဆွေလှလှကြည်ကတော့မင်းကိုတော်တော်စိတ်ဝင်စားနေတယ်ကွဟင်လှလှကြည်ဆိုတာဘာလို့လဲဆရာမငါကလေးကင်မိုးတက်တုံးကမင်းမျက်စိကြတဲ့ကောင်းမလေးလေကွာငါမြင်ပါတယ်ကွာထိုချိန်၌ကျွန်တော်အိမ်တော်ကြနေပြီဖြစ်ကြောင်းဆရာမမသိကြီးဟင်သူကစိတ်ဝင်စားနေမှဆရာမဘယ်နဲ့လုပ်တည်လဲ မင်းကဟိုနေ့ကတူစည်းသွားတဲ့မြင်းလေးနောက်ကမင်းလှဲမောင်းလိုက်ပြီးတချင်းဆိုတယ်ဆိုမင်းကိုလေဒီကောင်လေးမြင်းလေးသမားဖြစ်နေတာအံ့ဩတယ်တနာစရာလေးတဲ့ဟုတ်ပါသည်ထိုချိန်နဲ့လှလှကြည့်နေကျွန်တော်မှာကောင်မလေးကောင်ကလေးမျှတာဖြစ်ပါသည်သူ့အသက်20မြောက်ရှိဦးမည်ထိုမှဆပြီးလှလှကြည့်နေကျွန်တော်ဒီမိတ်ဆွေဖြစ်သွားကြတည်သည် ခရီးသွားစရာရှိရင်ကျွန်တော်လှဲကိုရွေးစီးသည်စင်းလုံးအော်ဒါဆိုရင်လည်း ကျွန်တော်လဲကိုပဲခေါ်သည်တချိန်တော့ခါဝဲသလာကြည့်သည်ကျင်းမဲ့နိုင်သူတို့နေအိမ်မှကံပဲရှိသူတို့အဖွားအိမ်ခိတပြောင်းရွှေ့နေရမည်ဖြစ်၍ကျွန်တော်လဲပေါ်တွင်သူ့ပစ္စည်းများတင်ကသူနှင့်ကျွန်တော်သည်နှစ်ယောက်ထဲသွားကြသည်သူ့မှာကြောင်ပါလေးတကောင်ပါလာသည်ကျင်းမဲ့နိုင်နဲ့ကံပဲခရီးကိုညင်းလဲသည်တကြိုးတည်းမမောင်းနိုင်ခရီးဝါမှာခိတနာရမည်ဖြစ်သောကြောင့်ကုတ်ကိုင်းလန်းတနေရာဝဲအတီအကြမမှတ်မိတော့ပြီးကုတ်ကိုပင်ကြီးအောင်း၌ နင်းလဲကိုရက်လိုက်သည်ကျွန်တော်သည်အောက်ဆင်း၍နင်းပေးရက်ကလေချုံလျက်မြင်းကိုစီးတယ်နေစဉ်တွင်အမလီကိုကျင်ဆွေလုပအောင်ကြောင်ကလေးခုန်ချပြေးပြီစူတန်ကြားရ၍လှည့်ကြည့်လိုက်တော့ခါသူ့ကြောင်မလေးသည်လမ်းဘေးရှိခြံဝင်းကြီးထဲသို့ပြေးဝင်သည်ထိုခြံဝင်းရှိတိုက်အိမ်မှဂျပန်များနေကြသည်ထိုအိမ်နှဘေးမှာဂိုတောင်တန်းလျားရှိကြီးစောက်ထားသည်စဘာကြီးတစ်ခွဲအဆင့်နှင့်ဖြည့်၍အမြင့်မှာ လူလေးဘက်သွားသွားနိုင်ုံဖြစ်သည်ကြောင်ကလေးသည်တန်တန်မတ်မတ်ပင်၎င်းကိုယ်တော်အောက်ပြေးဝင်သည်ဖြစ်၏နောက်မှပြေးလိုက်သွားကြသောလှလှကြီးနှင့်ကျွန်တော်လည်းနှစ်ယောက်ပြိုင်သူထိုကိုယ်တော်အောက်လေးဘက်ထောက်ဝင်ကြတော့သည်ကိုယ်တော်အလေရောက်လေလေမှောင်လေလေဖြစ်၍ကြောင်ကလေးကိုမျက်ချီပြက်သွားလေ၏စီစီမာလာမမီစီလာဘယ်မှာလဲစီစီမာရဲ့လှလှကြီးသည်ကြေကွဲတတတော်အတန်ကလေးနှင့်ဟိုဟိုဒီဒီလေးဘက်ထောင်ရင်း အချိန်ချင်းခေါ်သည်ထို့သောကြောင်ကလေး၏ပြန်ထူးသောအတန်ကိုမကြားရတွေ့လဲမတွေ့ရတော့ကြေကျွန်တော်သည်လှလှကြည့်ဘေးကပင်လေးဘက်ထောက်၍နှင်းရောက်ရှင်ကလိုက်သွားသည်အမောင်သူဖြင့်လူချင်းမှာဝါးဝါးသာမြင်ရလျက်သူ့ကိုယ်ရင်နဲ့သာကျွန်တော်နှာခေါင်းမှာထုံချိုင်နေသည်မောင်ကြီးမဲကြီးတဲ့၌ကြောင်အတွက်စိတ်စောဖြင့်ဗဇက်ကတစားစားအော်ခေါ်ရင်းလေးဘက်ထောက်လျှောက်၍တော်တော်ကြီးမောသွားမှလှလှကြည့်သည်ကြောက်ရမှန်းတတိယ၍ဟင် ကိုကျင်းစွေကျမအနားမှာရှိရဲ့လားရှိပါတယ်ခုအတန်ပြုတ်ကတယောက်မျက်နှာတယောက်ကြည့်ကြတော့မှကျွန်တော်တို့ဤအယောင်လက်တော့မျိုးလုံးနှစ်စုံစုံမိကြသည်ကျွန်တော်ရင်ထဲမှာဒိတ်ဒိတ်ခုံလာသည်သူလည်းထို့သူနေလိမ့်မည်သာတအူးကိုတအူးစိစိကြည့်ကြ၍ခိတမျှစကားပြတ်နေပြီးမှဟင်မောင်လိုက်တာကိုကျင်းစွေဟုတ်တယ်ဆက်လာကြည့် ကျမကြောင်လေးတော့ပြန်ရတော့မှာမဟုတ်ဘူးကျမတိတ်ချစ်တာပဲဒါပေမဲ့ဒီအောက်မှာကြာကြာနေလို့မကောင်းဘူးဒါဂျပန်တွေနေတာဟင်ဟုတ်ရဲ့လားအမလီလာလာမြန်မြန်ထွက်မှာပဲသူကရှိကကျွန်တော်ကနောက်မှအမြန်လေးဆိုင်းထွက်လာကြတယ်အပြင်ရောက်၍မတ်တက်ရက်လိုက်ကြတော့ဂျပန်တယောက်ပတ်ပင်းတိုးနေကြသဖြင့်ကျွန်တော်တို့မှာမျက်လုံးပြွ့၍ပါဇက်အဟောင်းသားဖြစ်သွားကြသည် တို့တော့တော်ပါသေး၏ထိုဂျပန်မှာစစ်သားမဟုတ်ကုန်တယ်ပိုင်းမှာရင်ကျေးသူဖြစ်၍အတော်မြမာကြီးလည်းနေရကကျွန်တော်တို့နှစ်ယောက်ကိုစိတ်စိတ်ကြည့်ပြီးပြုံးကျဲကျဲမျက်နှာနဲ့မစတာမြင်နေရီးစားဒီမှာလာတွေးကြတယ်ကောင်းနေကဟုဆိုလိုက်တဲ့ဖြင့်ကျွန်တော်တို့မှာသူ့ကိုမြည်တော့မျှမထုချီတော့ပဲခေါင်းငိုင်းဆိုင်နဲ့လိတ်ခဲကြတော့သည်ကျွန်တော်တို့ကူများမှာပင့်ကူမြည်တွေချွေးတွေဖုံတွေနဲ့အဝတ်များလဲ လွမ်းကျင်ညှပ်ပတ်နေကြသည်ဂျပန်ကကျွန်တော်တို့ကိုကြည်ကကျေလောင်စွာရေ၍ကြံခဲ့ပေသည်ကျွန်တော်တို့မြင်းလဲပေါ်သို့ရောက်တော့တယောက်ကိုတယောက်ဘာမှမပြောနိုင်ကြဘဲမြင်းကိုသာအမြန်မောင်းခဲ့ကြသည်တော်တော်ကြာမှလှလှကြည်ဤမျက်နှာပြန်ကြည့်လိုက်တော့မျက်ရည်စာများမြင်ရ၍ဟင်မငိုပါနဲ့ကွယ်ကျမကြောင့်လေးတော့ဒုက္ခရောက်တော့မှာပဲဘာရောက်မလဲ အဲ့ဒီကိုတော်မှာကြွက်တည်ကြီးနေမှာပဲသူ့အဖို့ဇိမ်ပဲပေါ့ကျမသူ့ကိုတိတ်ချစ်တာပဲညဆိုအတူတူအိတ်တာကျွန်တော်ကြောင်စားရှာပြီးမယ်လေဒီအမွေးဒီအယောင်မျိုးကတိတ်ရှားတာအိုးကျွန်တော်တွေ့ထားတာဒီအမွေးဒီအယောင်ဒီအရွယ်မျိုးအသိရှိပါတယ်ဟုတ်လဲဟုတ်ပါသည်ကိုမြတ်တာဤကြောင့်တို့တော့အမမဟုတ်အထီးဖြစ်နေဤထို့ကြောင့်ကိုပင် နောက်တနေ့ကျွန်တော်သွားပြီးတော့အခါလှလှကြည့်သည်ခြေနဲ့ဝမ်းသာစွာယူလိုက်၏ရင်းတို့ဂိုးတောင်အောက်၄ဘက်အတူရောက်ခဲ့ပြီးနီပွန်မာစတာ၏တမုတ်ချင်းကိုခံခဲ့ရပြီးနောက်၌လှလှကြည့်ကိုကျွန်တော်အဆွဲလန်းကြီးဆွဲလန်းကပေါ်ပြပါမြင်းမကိုသူ့နာမည်ယူ၍ပဲလိုက်ခြင်းဖြစ်ပါသည်တယံခါတော့ထိုမြင်းမနှင့်လဲပေါ်လှလှကြည့်ပါလာစဉ်ကိုမြတ်တာကမြင်းမအားဤနာမည်ထုတ်ဖော်၍မောင်းနှင်လေရာလှလှကြည့်သည်မျက်လုံးကလေးများဝိုင်းလေ၍ကျွန်တော်ကိုကြည့်ကား ဟင်ကိုကျင်ဆွေမြင်းမနာမည်ကလည်းကျွန်တော်တို့အင်္ဂလိပ်ဘာသာနဲ့မင်းနာမည်ယူမဲ့တာပဲသူကလည်းညလုံးကလေးတော့ပါကအင်္ဂလိပ်ဘာသာဖြင့်ဘာကြောင့်ရှင်းနာမည်ကဒီလိုတရိတ်ဆန်ယူမဲ့ရင်စိတ်ဆိုးမှလားကိုသဘောကျလို့မှဲ့တယ်ဆိုရင်ဝမ်းတော်တိတ်တာပြစ်လိုက်ပါတော့ဒါဖြင့်ตาတော့အရင်ကရှာလာပြီးတဲ့ကြောင်ကလေးနာမည်ဟာလေ တောက်ပသောမျက်လုံး၊ရွှင်ပြသောအပြုံးကလေးနှင့်အထူးသဖြင့်နှပသောတွားကလေးများပေါ်ကသူ့စကားကိုရက်ပြစ်လိုက်ပါသည်။ယခုကကျွန်တော်အစွဲလန်းကြီးဆွဲလန်းခဲ့သောနမဲပိုင်ရှင်မြင်းမလှလှကြည့်သည်။ဂျပန်၏ရန်ကိုရှောင်းရင်းဖြင့်မော်ဘီလှပသားရွာမှတည်ဆုံရသည်။မြင်းတကောင်လေးဟူသောဖြစ်စည်းဥစ္စာဆုံးရှုံးရသည့်ထက်ကျွန်တော်စိတ်ကိုပို၍ထိခိုက်ပြီးမှလူမလှလှကြည့်သည်။မြင်းမလှလှကြည့်ထက်အလျင်စောစွာတည်ဆုံပြီးဖြစ်သောကြောင့်ဖြစ်ပါသည်။ တတ်လာကြီးတို့ရက်ကွက်ဘုံကြသည်တီးရ၍လေချောင်းရံအေးချောင်းအုပ်အောဆွဲလင်ဆွဲခြင်းမြင်းလဲကိုအမြန်မောင်း၍ရုပ်ဆင်းပြတ်နေသောတတ်လာကြီးအလောင်းကိုကျွန်တော်ယူရစွာထွေးပိုက်လိုက်ရသေးသည်ယခုမြင်းမလတ်လာကြီးအလောင်းကိုကနောက်ထပ်မြင်းကောင်ဝဲဖို့ရသည်မအသားဘိုးလေးယူရန် ကိုမြတ်တာတို့ဖြတ်နေစဉ်ကျွန်တော်လက်ဖျားနှင်းမြမထိလိုက်ပဲသူတို့လှုပ်တာကိုသာငေးငိုင်မိသည်ဤတွင်တတ္တဝါမှန်သည်မတေမျိုးကြီးပဲပေါ့ကိုကျင်ဆွေရာဟု နောက်တွင် သူ့ကိုယ်သူတတ်တည်မိကိုမြတ်တာကအယက်မူးမူးနဲ့ကျွန်တော်ကိုတရားချလိုက်သည်ဤအဆုံးထိနားဆင်ပေးကြတော့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့လဲပရိသတ်အားလုံးကိုထပ်မံမြတ်တာရက်ခံကြပါရခင်ဗျာအားလုံးပဲကျမ်းမာ ချမ်းသာကြပါစေခင်ဗျာ